ောက်ခွန်ကြီးတော့ပုံမှာကျွန်တော်တို့တွေ့တဲ့မင်းခွနံပါတ်1ကိုအင်္ဂါအားနဲ့သူဘယ်လိုမျိုးနဲ့သူထင်မြင်တယ်လဲသူဘယ်လိုဖြေချမလဲဆိုတာကိုကျွန်တော်နားဆင်ကြရအောင်။ Okay မင်္ဂလာပါအားလုံးနားထောင်နေတဲ့ပရိသတ်များကိုအထူးပဲအကျေးဇူးတင်ပါတယ်။အဲ့တော့ဒီမေခွန်ကစကားစစ်ထိုးပွဲကမေခွန်ဖြစ်တဲ့တကြောင်မလို့စကားစစ်ထိုးတယ်ဆိုတာဟာတစ်ဖက်နဲ့တစ်ဖက်အနိုင်ရအောင်အာမိမိက မှန်တယ်ဆိုတဲ့အကြောင်းတစ်ဖက်ကိုနှိမ်ချပြီးတော့မှအာပြောရတဲ့စကားစစ်ထိုးပဲဖြစ်ပါတယ်ဥပမာအဖြစ်အမေရိကန်ပြည်ရဲ့တမရရွေးကောက်ပွဲမှာတိုင်ခင်မှာစကားစစ်ထိုးကြတဲ့ဒီဘိတ်တွေကြည့်မယ်ဆိုလို့ရှိရင်တယောက်နဲ့တယောက်အပြန်အလှန်အာဘသူကဘလို့ပြုတ်ခဲ့ရဲဆိုတော့အငယ်ကျိုးငယ်လာတွေဖော်ငါတော့ဘလို့ကောင်းနေဆိုတော့မှပြောဒါကစကားစစ်ထိုးရဲ့သဘာဝဖြစ်ပါတယ်အဲ့တော့စကားစစ်ထိုးရဲ့သဘာဝဖြစ်တဲ့တကြောင်မလို့ တစ်ဖက်ကမင်းနေတဲ့မိကုံကိုကျွန်တော်တို့ကအချိန်အနည်းငယ်အတွင်းမှာတတ်မှတ်ထားတဲ့အချိန်အနည်းငယ်အတွင်းမှာပြည်လဲအောင်ဖြေကြရမှာဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့တပတ်တုန်းကကျွန်တော်တို့ပြောခဲ့တဲ့မိကုံအပြည့်အစုံကတော့အာအဲ့ဒီမှာပဲပြန်မလို့မှကြည်ပါအာကျွန်တော်အချိန်သိပ်လို့မှမရလို့အပြည့်အစုံကိုမပြောတော့ဘူးမိကုံအပြည့်အစုံဒါပေမဲ့မိကုံရဲ့အဓိကအချက်ကလေးကိုပြောမယ်ဆိုလို့ရှိရင်သူမေးတဲ့မိကုံကဘာလဲဆိုရင် ဝိညာဉ်တက်တက်ဖြစ်တယ်ဆိုရဲသာဝရဘုရားဟာတဲ့ရာကုန်နဲ့နဘန်းချရုံမကဘူးလက်ပြီးနဲ့ပါထိုးသေးတယ်အဲ့ဒီသာဝရဘုရားကိုတဲ့မြင်မှုတွေ့မှုတဲ့လူတွေကအာဒံအေဝအာပြိလကာအိနမောရှိအဗရာဟင်နောအေရာကုန်စတဲ့အဲ့ဒီလူတွေကလည်းပဲမြင်မှုတယ်တဲ့အဗရာဟင်အိမ်မာအောင်ထမင်းဖိတ်ကျွလိုက်သေးတယ်လို့သူကပြောသေးတယ်ဆိုတော့ ဆိုတဲ့အခါကျတော့သာဝရဖုရားကနော်ခရိယန်ကြီးပြောနေတဲ့အတိုင်းနံဝိညာဉ်ဖုရားဖြစ်တဲ့ကြောင့်မလို့ကိုကိုရတဲ့လူတွေကလည်းပဲနံဝိညာဉ်နဲ့ကိုကိုရမယ်ဆိုတဲ့အဲ့ဒီပြောနေတဲ့ဟာကတဲ့တဘာဝယုတ်တိနဲ့ကင်းလို့နေတဲ့အတွက်ကြောင့်မလို့တဲ့ယုံကြည်ပွဲမရှိဆိုတဲ့ရှင်ဩဂရရဲ့မေးခွန်းကိုကျွန်တော်ကဖြေချဖို့ရာဖြေအဲ့လိုဖြေခြင်းမပြုခင်မှာ ကျွန်တော်ရဲ့အခြေခံအချက်ကလေးကိုကျွန်တော်အနည်းငယ်လေးကျွန်တော်ပြောပြခြင်းနဲ့ကျွန်တော်ငယ်စဉ်ကကန်ဦးကလေးကဗုဒ္ဓဘာသာအဲ့ဒီကနေပြီးတော့မှဗုဒ္ဓဘာသာထုံးစံအတိုင်းကိုရင်ဟုတ်တယ်ဝတ်တယ်အသက်20ပြည့်တော့ယဟန်ဝတ်တယ်ဒုံလဝယဟန်နှစ်တိုင်းတစ်နှစ်တစ်ခါတစ်နှစ်တစ်ခါအလုတ်ကန်ဒီတော့မှနားကျင် vacation ရတဲ့အခါတိုင်းမှာဟာဟိုယဟန်ပြူတယ်ဟောပြောမယ်ဆိုလို့ရှိရင်အကျိန်ဘလောက်လဲဆိုလို့ရှိရင်အကျိန်20လောက်ရှိတယ်အသက်20ကနေပြီးတော့အသက်40ဆိုလို့ရှိရင် အကျင့်20လောက်နှစ်တိုင်းနှစ်တိုင်းနှစ်တိုင်းအဲတင်းကြံကြတဲ့ခါတိုင်းယဟန်ဝုတ်ခဲ့ဘူးတယ်ဆိုရခါကျတော့ဘာကျွန်တော်နားထောင်လို့ရလဲကျွန်တော်မှတ်မိသေးတယ်ဆိုလို့ရှိရင်အဲ့ဒါလေးကိုကျွန်တော်ပြောပြမယ်ဗုဒ္ဓဘာသာရဲ့အမြင်ကစိတ်ကိုဝိညာဉ်လို့မှတ်တယ်ဝိညာဉ်ကိုလည်းပဲစိတ်လို့မှတ်ပါတယ်အဲ့တော့ဝိညာဉ်ဟာတဲ့နာမ်ဖြစ်တဲ့အကြောင်းကိုတဲ့ရုပ်ဒရအကောင့်ထဲကိုခန္ဓာမရှိဘူးတဲ့ ဒါကြောင့်မို့လို့တဲ့လူကအသက်ရှင်နေတဲ့အချိန်မှာတော့ရုပ်နဲ့နာနဲ့တွဲနေတာမှန်ပေမဲ့လို့လူအသက်သေးတဲ့အခါကျလို့ရှိရင်တော့ရုပ်ကြီးကကြမ်းခဲ့ပြီးတော့မှနာငတ်ထွက်သွားတယ်ဒီလိုကျွန်တော်ဘုရားဘာသာမှာကျွန်တော်မှတ်ခဲ့ဥပါတယ်အဲ့တော့ဘုရားဘာသာရဲ့ရှုထောင့်တတိရှင်ဥက္ခရရဲ့ရှုထောင့်အကနေကိုကြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခရိယန်တွေပြောတဲ့နံဝိညာဉ်ဖရားလို့ပြောလိုက်တဲ့အခါမှာအဲ့ဒီဖရားကရုပ်ခန္ဓာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ရနေ အဲ့ဒီဖះကရုပ်ခန္ဓာမရှိလို့ရှိရင်လူနဲ့ဘယ်လိုတွေ့ဆုံနိုင်မှာလဲဆိုတဲ့ပဲဟိလိဖြစ်လာထို့အတူလူနဲ့ရုပ်နဲ့လူဟာတဲ့ရုပ်နဲ့နံတွဲနေတဲ့ခွဲမရတဲ့အတွဲဖြစ်တဲ့အတွက်ကြောင့်မလို့တဲ့နံဝိညာဉ်ဖះကိုနံဝိညာဉ်နဲ့ကိုးကွယ်ရမယ်ဆိုတဲ့စကားဟာတဲ့ပဟေလိတဲ့နားမလည်နိုင်ဘူးဒါကြောင့်မလို့အဖြေမရှိတဲ့ပဟေလိစကားကိုရှင်ဥက္ကရာကယုတ်တိမရှိဘူးလို့ပြောနေတာဒါအချက်ကိုကျွန်တော်ကဒီလိုနားလည်လိုက်တယ် ဒီကြောက်ကွင်းအရေးတော်ပုံဆိုရဲစာအုပ်ကိုကျွန်တော်က1962ခုနှစ်ပတ်ဝန်းကျင်အထက်တန်းကျောင်းသားဘောကဖတ်ရပြီးတော့မှမေ့သွားခဲ့ပြီမသိတော့ဘူးနည်းနည်းပါးပါးပဲမေးခွန်းလေးတွေကြံနေခဲ့တယ်အစအဆုံးမသိဘူးဘယ်အခါမှပြန်ဖြစ်လာလဲဆိုရှင်တက်ကြီး2030ခုနှစ်ဦးသိန်းစိန်ပြန်ပြီးတော့ကနိုင်ငံတော်ကိုပြန်ယူတဲ့အချိန်မှာတမရအဖြစ်ရွေးလာတဲ့အခါမှာ မဘာသာဆိုတဲ့အမျိုးဘာသာသာသနာဆိုတဲ့အကြောင်းအရာကြီးကဗမာပြည်မှာထပြီးတော့ပေါ်ပေါက်လာပြီးတော့မှအဲ့ကြောက်ကွင်းအရေးတော်ပုံစာအုပ်ကြီးကိုအွန်လိုင်းကနေပြီးတော့လွှင့်ချပလိုက်တယ်အဲ့လွှင့်ချလိုက်တော့ကြောင်းမလို့ကျွန်တော်ကအဲ့လွှင့်ချလိုက်တဲ့ကြောက်ကွင်းအရေးတော်ပုံစာအုပ်ကြီးကိုကျွန်တော်ရလိုက်တယ်အွန်လိုင်းပေါ်ကနေပေါ့ရလိုက်ရလိုက်တဲ့ခါကျတော့အဲ့အချိန်မှာကျွန်တော်ကခရိယံဖြစ်နေပြီနှစ်ချင်းခံလာပြီ ဘလောက်လောက်ကြာသွားပြီလို့ရှိရင်နှစ်20လောက်ကျွန်တော်ရှိသွားပြီအဲ့ဒီအချိန်ကြာတော့မှဒီမေးခွန်းကိုကျွန်တော်ကအခုအမေးခံရပြီမယုံတတ်ဘူးလို့မေးလာတဲ့အခါမှာဒီမေးခွန်းကတာမန်စကားစစ်ထိုးပွဲမေးခွန်းမဟုတ်တော့ဘူးကျွန်တော်တွေ့တော့ကျောင်းတက်ဘာဖြစ်လာလို့ရှိရင်ပုပ်ကိုရေးမေးခွန်းဖြစ်လာတယ်ကျွန်တော်ခရိယံကိုကြောင်းလာတဲ့လူဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ပုပ်ကိုရေးမေးခွန်းဖြစ်လာတယ်အဲ့တော့မိဘ ဘိုးဘွားအစဉ်ဆက်ကနေပြီးတော့မှာဗုဒ္ဓဘာသာကနေပြီးတော့မှာခရိယန်ပြောင်းလဲလာခဲ့တဲ့ကျွန်တော်အတွက်စိန်ခေါ်ကဟာဖြစ်လာတယ်။မှန်လားမမှန်ဘူးလားမင်းသိသလားမသိဘူးလားကျွန်တော်ဒီလိုမေးလာတာဖြစ်တယ်။အဲ့တော့ဒီမေးခွန်းကိုမေးခံရတဲ့အခါမှာဒီစာအုပ်ကိုကျွန်တော်ဖတ်လိုက်ရတဲ့အခါမှာကျွန်တော်ရဲ့စိတ်ထဲမှာဘာဖြစ်လဲဆိုရင်ရိုးရိုးတသောဝန်ခံတုံ့လှုပ်သွားတယ်။ထို့အတူဘာဖြစ်လဲဆိုရင် ငါပြောင်းလာခဲ့တာမှန်မှမှန်ရဲ့လားဆိုတော့တန်တဲ့ကျွန်တော်ဝင်သွားတယ်အဲ့တော့ကျွန်တော်နှစ်ပေါင်း20လောက်ခရိယံဖြစ်လာပြီးပြီဆိုတဲ့အခါကျတော့ဒီအရာကို ကျွန်တော်တည်တည်ချာချာနားလည်လားလို့ကျွန်တော်ကိုကျွန်တော်ပြန်မေးတယ်မေးတယ်မေးဘူးအောင်သိကောင်းတယ်နန်ဝိညာဉ်ဖျားဆိုရင်နန်ဝိညာဉ်နဲ့ကိုယ်ဝေရမှာဆိုရင်မင်းဘာတည်တယ်လဲလို့ကျွန်တော်ကိုကျွန်တော်ပြန်မေးလိုက်တယ်အဲ့တော့ကျွန်တော်ကအတင်ချာသမားဖြစ်တဲ့တရားမလို့ မေးခွန်းတစ်ခုကိုသင်ချစဉ်းစားသလိုပဲကျွန်တော်စဉ်းစားတယ်ဒီသင်မေးခွန်းကဘာမေးတာဆိုလို့ရင်ဓမ္မတိခံကြကြစဉ်းစားလိုက်တဲ့အခါမှာဟဟလာဒီမေးခွန်းကအင်မတန်လေးနက်တယ်တော့ချက်ကဘာလဲတော့ချက်ကဘာလဲဆိုရင်ဝိညာဉ်အကြောင်းအရာဖြစ်တယ်ဝိညာဉ်အကြောင်းအရာဖြစ်တဲ့အတွက်ကြောင့်မလို့ခရိယံအနည်းနဲ့ပြောလို့ဆိုရင်ခရိယံအဘိဓမ္မာဆိုင်ရာမေးခွန်း theological question ဖြစ်နေတယ် theological question ဖြစ်တဲ့အတွက်ကြောင့်မလို့တထိုင်နဲ့တမိနစ်တည်း 5မိနစ်10မိနစ်ထဲမှာပြောလိုက်ဖို့ရာလုံးဝကိုပြည့်စုံနေမှာမဟုတ်တော့ဘူး theological ဖြစ်တဲ့အကြောင်းအတွေးအခေါ်ဆိုင်ရာတွေဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီမေးခွန်းကိုဘက်စုံတောက်စုံလေ့လာဖို့ကျွန်တော်ယုံကြည်ချက်ကမှန်ရဲ့လားဆိုတော့ကျွန်တော်ကိုကျွန်တော်စမ်းစစ်ဖို့အတွက်ဖြစ်လာတော့ကျွန်တော်ဘက်စုံတောက်စုံကျွန်တော်လိုက်ပြီးတော့မှရှာပထမဆုံးကျွန်တော်ရှာကြည့်တာပါလဲဆိုလို့ရှိရင်မြန်မာတမာတန်းစာအဘိဓမ္မာဆိုတဲ့စာအုပ်ရှိတယ် ရန်ကုန်မြို့မှာ1994ခုနှစ်မှာထုတ်တာထုတ်တဲ့အဖွဲ့ကမြန်မာနိုင်ငံစံစာအသင်းကြီးရံနေတော့ထုတ်တာရည်ညွှန်းတော့သူတို့ဘယ်ကနေဘောမှီတော့ထုတ်တယ်လို့ဆိုလို့ရှိရင် The Book of Hastings Smith and the Universal Bible Dictionary ဆိုတဲ့စာအုပ်ကနေပြီးတော့မှသူကမှီပြီးတော့မှဒီ dictionary ကိုထုတ်တာဆိုတဲ့အခါကျအဲ့ dictionary မှာဒါဖြစ်ရင်ဝိညာဉ်ဆိုတာဘာလဲအဘိဓမ္မာထဲမှာ ခရိယံစံစာအဘိဓမ္မာထဲမှာ ဝိညာဉ်ဆိုတော့ဘာတွေပြောတာလဲကျွန်တော်သိကျင်တယ်အဲကျွန်တော်ရှာတဲ့အခါမှာစာမျက်နှာ26မှာအသက်ဝိညာဉ်နဲ့ပတ်သက်ပြီးတော့အဲ့အဘိဓမ္မာရေးထားတဲ့စာဘာလဲဆိုရင်တမာကျမ်းစာမှာတဲ့ဘယ်ကျမ်းပြုဆရာတစုံတစ်ယောက်ကမှဝိညာဉ်နဲ့ပတ်သက်ပြီးတော့မှ ခွဲခြမ်းစိတ်ဖြာပြီးတော့မှအတိအကျအတိပဲဖွင့်ပြထားတာတော့မရှိပါဘူးတဲ့အတိလင်းရေးထားတာဒါပေမဲ့လို့လည်းပဲတဲ့ တင်းတော်အများစုကယုံကြည်ထားတာကတော့တဲ့လူဆိုတာတဲ့မတည်နိုင်တဲ့နံဝိညာဉ်ဖြစ်ပါတယ်နမနှစ်ချက်ကအဲ့ဒီနံဝိညာဉ်ကလည်းပဲတဲ့လက်ရှိတသက်တာအတွက်ရုပ်ခန္ဓာခေါအောင်နေဖို့အတွက်သာလျှင်ဖြစ်ပါတယ်တဲ့နံပါတ်3ချက်ဖရာသခင်ကတဲ့နံဝိညာဉ်နဲ့လူရဲ့ဖရာသခင်ရဲ့နံဝိညာဉ်နဲ့လူရဲ့နံဝိညာဉ်နဲ့ဟာလည်းပဲဆက်သွယ်တုံ့ပြန်နိုင်ပါတယ်တဲ့အသုံးချက်ပဲရေးထားတယ် ကျွန်တော်တို့ကျင်းနှက်ဆံမရှိဘူးဆက်ရှာနော်ဆက်ရှာတဲ့ခါကျတော့ကဘာဦးနှစ်26မှာညီကိုတို့အားလုံးခရိယံဆိုရင်ညီကိုတို့အားလုံးပေါ့ဗျာအာခရိယံမဟုတ်သေးတဲ့ဗုဒ္ဓဘာသာများဆိုရင်အဲ့ဒီကျမ်းအဲ့ဒီနေရာမှာရေးထားတဲ့ဟာကိုပြောရမှာဆိုလို့ရှိရင်ພັນຊင်းတဲ့ချိန်မှာတဲ့ပြောတဲ့စကားငါတို့ဤ ုံတံနှင့်အညီတတံဒီလူကိုဖန်ဆင်းကြဆိုဒါဒီလိုဖော်ပြထားတယ်ငါတို့ဤပုံစံနဲ့အညီတတံဒီလူကိုဖန်ဆင်းကြဆိုလို့ပြောလိုက်အခါမှာကြည့်လို့ရှိရင်ဖျားသခင်မှာရုပ်တံရှိနေတယ်လို့အတိတ်ပဲရနံပါတ်1ကကနဦးမှာငါတို့လို့ပြောတာကြောင့်မလို့ဖျားသခင်တပါးတည်းမဟုတ်ဘူးအုပ်စုလိုက်အဖွဲ့လိုက်ရှိတယ်ဘသူတွေလဲဆိုတော့မပြောဘူး there is a group အုပ်စုလိုက်ရှိတယ်လို့အဲ့ဒီအစာလေးကကျွန်တော်ညွန်ပြနေတာရှိတယ်အဲ့တော့ကျွန်တော်နားလည်လိုက်တာဒီစံစာရနားလိုက်ကြတာကထာဝရဘုရားကရုပ်နဲ့နာမ်နဲ့နှစ်ပါးအစုံကြီးဖြစ်နေတယ်လို့ရှိနေတယ်လို့ကျွန်တော်ယူဆလို့ရတယ်ဒါကြောင့်မို့လို့ရှင်ဥက္ခရာပြောလိုမျိုးဘုရားသခင်ကိုမြင်မှုတဲ့လူ၄၅ရှိဦးရှိနေတယ်ဆိုတာလည်းပဲအမှန်ပဲဒါဖြင့် ဒီနံဝိညာဉ်နဲ့ကိစ္စနဲ့ပတ်သက်ကိုဖြည့်မယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့အတူဖြည့်လိုက်မယ်ဆိုလို့ရှိရင်နံဝိညာဉ်သာ ရှိတဲ့အတွက်ကြောင့်မလို့ယုတ်ဝတ္ထုခန္ဓာမရှိနိုင်ဘူးဆိုတော့ဘုရားဘာသာရဲ့အမြင်ထာဝရဘုရားကယုတ်နဲ့နံနှစ်ပါးစုံညီတယ်ဆိုတော့ခရိယန်ရဲ့အမြင်ကျမ်းစာဖော်ပြတဲ့အမြင်အဲ့ဒီအမြင်တစ်ခုမှာ base ပေါ့ဗျာသင်္ချာတော့လို့ရှိရင်ပြောင် base to မှာ ကျွန်တော်အတွက်လိုက်ရတယ် base ကမတူတော့ဘူးအဲ့တော့အခြေခံဝိညာဉ်ဆိုတဲ့စကားကို အခြေခံအဖျားဖြင့်နားလေလက်ခံတာမတူတဲ့အတွက်ကြောင့်မလို့မတူ क्वे ပြားတဲ့အမြင်မှာဘသူကအမှန်လဲဆိုတော့ကျွန်တော်တို့မပြောနိုင်တော့ဘူးတစ်ဖက်သက်အမြင်နဲ့အမှန်ပြောလို့ရှိရင်တစ်ဖက်ကိုအမှားပြောလို့ရှိရင်ဒါမတရားရကြအဲ့တော့ဒီနေရာမှာအာမတူ क्वे ပြားတဲ့အမြင်ဖြစ်တဲ့တကြောင်မလို့ ဘသူမှန်လဲဆိုတော့တတ်မှတ်ဖို့မတင်တော်တော့ဘူးကျွန်တော်ဒီညမှာကျွန်တော်အဆုံးတတ်မိတယ်ဒါပေမဲ့ကျွန်တော်ဆက်စဉ်းစားလာကဲကောင်းပြီဒါကျွန်တော်ရဲ့တသက်ခံချက်ကောကဲကောင်းပြီအဲ့ဒီလိုသာဆိုရင်နှစ်ဖက်အမြင်မှာဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတော့မဆုံးဖြတ်နိုင်ရင်မရှိဘူးဆိုရင်မင်းခရိယံဖြစ်နေတာကရောကျွန်တော်ကိုကျွန်တော်မေးပြီမင်းခရိယံအဖြစ်ဖြစ်နေတာကရောမင်းရဲ့ယုံကြည်ခြင်းဟာ အဲ့ဒီမှာမှန်အမှားမပြောနိုင်မနဲ့တွယ်ကပ်နေတာမင်းကောင်းသေးရဲ့လားကျွန်တော်ကိုကျွန်တော်မေးပြီအဲ့လိုမေးလိုက်တဲ့အခါမှာကျောင်းဆက်ရှာဖို့ကျွန်တော်ပါစိတ်ကပေါ်လာတယ်မမှန်ဘူးဆိုရင်ကျွန်တော်နောက်ဆုံးမှာကျွန်တော်နားမလည်ဘူးဆိုရင်နောက်ဆုံးမှာအဲ့တော့ဒီမေးခွန်းတစ်ခုလုံးရဲ့အဓိကတော့ချက်ကဘာလဲဆိုတော့ကျွန်တော်စဉ်းစားဒီမေးခွန်းတစ်ခုလုံးရဲ့အဓိကတော့ချက်ကဘာလဲဆိုရင် ဝိညာဉ်ဆိုတာစက်စကလုံးလေးကိုမင်းဘယ်လိုနားလည်တယ်လဲထာဝရဘုရားဝိညာဉ်ဘုရားဆိုတာကလေးပါလေလူရဲ့ဝိညာဉ်ဆိုတာကောပါလေအင်မတန်အရေးပါတဲ့ key point 3ချက်ကိုကျွန်တော်မြင်လိုက်တယ်အဲ့ဒီ key point 3ချက်ကိုမြင်လိုက်တဲ့ခါကျတော့เนาะအဲ့တော့ကျွန်တော်ဆက်ပြီးတော့မှရှာတဲ့ခါမှာဘာတွေ့လဲဆိုလို့ရှိရင် တို့ရဲ့အချက်တွေကိုအားလုံးကိုမပြောခင်ပါကျွန်တော်ပြောချင်တာတစ်ခုရှိတယ်ကျွန်တော်လက်လမ်းမိသည်မြလေ့လာလို့တွေ့သည်မြအသေးစိတ်အားလုံးကိုပြောနိုင်မယ်ဆိုရင်ဒီကနေ့ကျွန်တော်ပြောတဲ့စကားမပြီးတော့ဘူးကျွန်တော်ဒီနေ့ဒီခါမှာဒီအချိန်လေးမှာအเจ้าညာအပြည့်ဆုံးသိသေးရပါဗျာဒါကိုကျွန်တော်မပြောဘဲနဲ့ကျွန်တော်ကြော်သွားမယ်တကယ်လို့သိသေးချာချာပြည့်ပြည့်စုံစုံသိကျင်နေဆိုရင်တော့နောက်တစ်ချိန်အခါခွင့်သိရင်တော့ အချိန်နဲ့နဲ့ယူတော့မှပြောရမယ်။ကဲကောင်းပြီ။ကျွန်တော်အဖြေလို့ရသွားတယ်။ dictionary ထဲမှာရှာတဲ့အခါကျလို့ရှိရင် soul and spirit ဆိုပြီးတော့မှနှစ်ခုဆိုတော့ပြထားတာ။ဝိညာဉ်ဆိုတာ soul ဆိုတာဘာလဲ spirit ဆိုတာဘာလဲဆိုတော့ English dictionary ထဲမှာရေးထားတယ်။ထို့တူအဲ့ဒီအဘိဓမ္မာကနေဖော်ပြတဲ့ချက်ကျွန်တော်ရှာတဲ့ဟာထို့တူဗုဒ္ဓ ်အဘိဓမ္မာတင်တန်းစာအုပ်ကျွန်တော်ကရှိအဲ့ဗုဒ္ဓအဘိဓမ္မာတင်တန်းစာအုပ်ကနေပြီးတော့ဘယ်လိုပြောထားလဲဝိညာဉ်ဆိုတော့ပတ်သက်ပြီးတော့မှာကြမ်းဟောင်းနဲ့ကြမ်းသစ်ထဲမှာဝိညာဉ်နဲ့ပတ်သက်ပြီးတော့ဘာတွေပြောထားလဲတိတ်ပံဆေးပညာရှိတော့ကနေပြီးတော့လဲဝိညာဉ်နဲ့ပတ်သက်တာအသက်နဲ့ပတ်သက်တာဘာတွေပြောထားလဲကျွန်တော်ဒေါ့ဆွန်ကျွန်တော်လက်လန်းမိတယ်လို့ကျွန်ရှာတဲ့အခါမှာကျွန်တော်ရတဲ့အဖြစ်ထူကြတဲ့အဖြစ်ခုနကမေးတဲ့အမျိုးကော ဖျားရဲ့ဝိညာဉ်ဆိုတော့ဘာလဲလူရဲ့ဝိညာဉ်ဆိုတော့ဘာလဲနံဝိညာဉ်ဖျားမလို့နံဝိညာဉ်နဲ့ကိုယ်ဝယ်ရမယ်ဆိုတော့ဘာလဲ three question ကျွန်တော်အဖြေထုတ်အဖြေထုတ်လိုက်တဲ့ခါမှာကျွန်တော်ရလာတဲ့အဖြေကျွန်တော်ပြောမယ်ဘာတွေ့ရလဲဆိုလို့ရှိရင်ဖျားရဲ့ဝိညာဉ်တော်ဆိုတာဖျားရှင်ရဲ့ထူးခြားတဲ့စိတ်သဘောနဲ့အမှုအကျင့်ဖြစ်တယ်နံပါတ်1နံပါတ်2ဖျားသခင်ရဲ့ဝိညာဉ်တော်ဆိုတာဟာဥပ္ပဇေဆရာလိုပဲ စိတ်စေရနာအလွန်ရှင်းတန့်သောအရာဖြစ်တယ်။နံပါတ်3ဘုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာဟာစူဇန်ဝေဘန်ပိုင်ချတည်သောစိညာဉာဏ်ကိုကျွန်တော်တို့ကို ပေးထားတာဖြစ်တယ်။အဲ့ဝိညာဉ်တော်ကပေးထားတာ။ထို့တူနံပါတ်4ချက်ကဘာလို့ဆိုရှင်ဘုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာဟာမမြင်နိုင်မသိနိုင်တဲ့စွမ်းအားတက်သည့်တမျိုးလို့လည်းပြောထားတယ်။နောက်တစ်ခုက ုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာတဲ့အစိမ့်တွေရတကူတော့လူတွေကြံစီလို့ဘယ်လိုမှကြံစီလို့မမိနိုင်တဲ့အဟာတွေးတောလို့မမိလို့မမိနိုင်တဲ့အရာကိုဘုရားသခင်ရဲ့ဝိညာဉ်တော်လို့ပြောတယ်။နံပါတ်6ချက်ကဘုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာတဲ့မင်းမင်းမြင်နိုင်တဲ့ပုံကိုလည်းဖြစ်ပါတယ်တဲ့။နံပါတ်9အချက်နေနဲ့ဘုရားသခင်ရဲ့ဝိညာဉ်တော်ဆိုတာတဲ့ဘုရားသခင်ရဲ့နှစ်နေသောအရာ very unique ဖျားသခင်မတပါမြည်သူမှမသိနိုင်ဘူး very unique ကျွန်တော်အကြောင်းကိုကျွန်တော်မှတပါဘယ်သူမှမသိနိုင်လို့ဖျားသခင်ရဲ့အကြောင်းကိုဖျားသခင်ဘယ်သူမှမသိနိုင်ဘူးအင်္ဂလိပ်လို unique very unique ဗမာလိုဆရာယူရတန်ဘာသာပြန်တဲ့ဟာတော့ဖျားသခင်နဲ့နေသောအရာလို့အဲ့လိုဘာသာပြန်ထားတယ်အဲနံပါတ်၈အချက်ကဖျားသခင်ရဲ့ဝိညာဉ်တော်ဆိုတာလူတွေလိုက်နာကျင့်သုံးမှုအတွက် ဖယားရှင်ကနေယူတော့မှချပေးရတဲ့လမ်းညွန်ချက်နဲ့ပြညတ်ချက်တွေအင်္ဂလိပ်လိုပြောရရှင် commitment အဲ့ဒါဖယားသခင်ရဲ့ဝိညာဉ်ပဲဘယ်နှခုရှိရဆိုရင်ရှစ်ခုကျွန်တော်တွေ့တယ်တောင်းပြီလူဝိညာဉ်ဆိုတာဘာလဲကျွန်တော် test တွေ့တဲ့ဟာကျွန်တော်ပြောပြလူရဲ့ဝိညာဉ်ဆိုတာနံပါတ်1မှတ်တည်နေတဲ့အာယုံခံစားစိတ်အကျင့်စာရိတ္တနဲ့အမှုအကျင့်ဟာလူရဲ့ဝိညာဉ်ဖြစ်တယ် အင်္ဂလိပ်ပြောဆိုရင် feeling character and moral အဲ့ဒါဝိညာဉ်ပဲလူရဲ့ဝိညာဉ်နံပါတ်1ကဘာလဲဆိုလို့ရှိရင်လူရဲ့နဲ့နေသွားလူရဲ့ခုနကကျွန်တော်ပြောဆိုကျွန်တော်အကြောင်းကိုကျွန်တော်ပဲသိတယ်ဆိုလိုမျိုးလူရဲ့နဲ့နေသောအရာကိုလူပဲသိတယ်ကြံမဲ့တော့ဘယ်တော့မသိဘူးတူနဲ့တူလည်းပဲတောင်းတဲ့တောင်းလည်းပဲမတူကျွန်တော်ဝိညာဉ်ဘလို့လဲဆိုတော့လည်းပဲအာပြီးတဲ့ဝိညာဉ်နဲ့ပြောလို့မရဘူးအဲသူ့ဝိညာဉ်ဘလို့လဲဆိုတော့ကျွန်တော်ပြောလို့မရဘူးဘာလို့လဲဆိုတော့သူ့ရဲ့ unique ူအထဲမှာရှိနေတဲ့နဲ့နေသောအရာတစ်ခုဖြစ်တယ်။နောက်လူရဲ့ဝိညာဉ်ဆိုတာတဲ့အာယုံခံစားချက်တွေကိုတုံ့ပြန်တာတဲ့ကျွန်တော်တို့ဗုဒ္ဓဘာသာအနေနဲ့ဆိုလို့ရှိရင် မျက်စိနားနှာရှာကိုယ်စိတ်ဆိုတဲ့အာယုံ6ပါးရှိတယ်။အာယုံ6ပါးကိုရိုက်ခတ်လာတဲ့အရာတွေကိုမျက်စိနဲ့မြင်တဲ့အရာကိုနှစ်သက်သလားမနှစ်သက်ဘူးလား အနံ့ကိုနှစ်သက်သလားမနှစ်သက်ဘူးလားဆိုတဲ့ဟာကို receiving and reaction အဲ့ဒါလေးပဲဝင်ညင်မယ်တဲ့နောက်လူရဲ့ဝင်ညင်မယ်နောက်နံပါတ်၄အချက်လူရဲ့ဝင်ညင်ပါလဲဆိုလို့ရှိရင်စုခုနကဖရားသခင်ကချီးမြှင့်ထားလိုက်တဲ့ကျွန်တော်တို့ရထားလိုက်တဲ့လူတိုင်းလူတိုင်းရထားတဲ့ဟာကိုဘယ်လိုရထားလဲဆိုတော့မသိတဲ့စူဇန်ဝေပန်ပိုင်ချာတိတဲ့စင်ကြင်ညာလူတိုင်းမှရှိတဲ့ လူတိုင်းမှာရှိတယ်ဟုတ်သလားမဟုတ်သလားမိကွန်နေထုတ်တယ်ဟာအာစူးစမ်းတယ်အာရှာဖွေတယ်လူတိုင်းမှာရှိတယ်အဲ့ဒီဟာလည်းပဲဖះသခင်နေပြီးတော့မှကျွန်တော်တို့ကို ပေးထားခဲ့တဲ့လူတွေကိုပေးထားခဲ့တဲ့ဝိညာဉ်တစ်ခုဖြစ်တယ်လူရဲ့ဝိညာဉ်ဖြစ်တယ်အဲ့တော့အင်္ဂလိပ်ပြောအောင်ဆိုရင်နံပါတ်၄ချ excursion and probe excursion ဆိုတာလေလာရှာဖွေတာ probe ဆိုတာစမ်းသပ်တာဟာအာပြတ်တက်မှာရှိတဲ့နေရာဘယ်နေရာရှိလဲဆိုတာစမ်းသပ်တာအဲ့တော့လူရဲ့ဝိညာဉ်က၄မျိုးရှိတယ် ဖော်ပြတာအတိပဲဘုရားသခင်ဝိညာဉ်ကအတိပဲရှစ်မျိုးရှိတယ်အဲ့တော့ဆက်ကြရဦးဘုရားသခင်ကြီးထာဝရဘုရားကြီးတဲ့နံဝိညာဉ်ဘုရားဖြစ်တဲ့တကြောင်မို့တဲ့နံဝိညာဉ်နဲ့ကိုယ်ကိုယ်မှဆိုတာဘာလဲဆက်စင်းတာအော်ကြောင့်ဆက်ဆက်ယူရရဘာလဲဆိုရင်ထာဝရဘုရားရဲ့ဝိညာဉ်နဲ့လူရဲ့ဝိညာဉ်ဆက်သွယ်နိုင်တဲ့ခုနကရှစ်ချက်နဲ့လေးချက်ထဲမှာ တူညီတဲ့အချက်ကိုထွက်ရင်ကျွန်တော်တင်ချာသဘောက compound ထုတ်တယ်ခေါ်တယ်။ဘာတွေ base တွေတူလဲဆိုတော့ကြောင့်ဆွဲထုတ်လိုက်တဲ့အခါမှာဘာတွေ့ရလဲဆိုလို့ရှိရင်စူဇန်ဝေဘန်ပိုင်ချာသောစင်ဂျီညာဆိုတာဖခင်ကကျွန်တော်တို့ပေးထားတဲ့တောင်လို့အဲ့ဒီစူဇန်ဝေဘန်ပိုင်ချာတတ်သောစင်ဂျီညာနဲ့ဖခင်ရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ဝိညာဉ်ဟာဆက်လျော့လိုက်။ကြံတဲ့ဟာကြောင့်ဆက်လို့မရဘူး။ဒါမှမဟုတ်သာဝရဖရာရဲ့လမ်းညွန်ပညာချက်တွေကိုကျွန်တော်တို့က စူဇန်ဝေဘန်ပိုင်ချပြီးတဲ့စင်ဂျင်ညာနဲ့ဆက်လိုက်မယ်ဆိုလို့ရှိရင်ဖရားရဲ့ဝိညာဉ်နဲ့ကျွန်တော်တို့ကအဲ့ဒီမှာလမ်းကြောင်းဖြူတော့မှဆက်မိသွားမယ်ဆက်မိသွားတဲ့အခါကျတော့ရှင်မှတာလေးရင်ကျွန်တော်တို့ကဖရားရဲ့ကြံတဲ့ဝိညာဉ်တွေကဘာလဲဆိုတော့ကျွန်တော်တို့ကသဘောပေါက်နားလည်နိုင်မှာဖြစ်ပါတယ်ဒါမှမဟုတ်ဒီမေးခွန်းကိုကျွန်တော်အင်မတန်သဘောကျတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ရဲ့ယုံကြည်မှုကိုခိုင်မာသွားအောင် တီဆောက်ပေးလိုက်တဲ့မေကွန်တစ်ခုလေးပဲဖြစ်တယ်။ညီကိုတို့နားထောင်တဲ့ပြိတ္တအဖို့တတော့ကျွန်တော်ဘယ်လိုခံစားလဲဆိုတော့မသိဘူးပေါ့ဗျာ။ကျွန်တော်ရဲ့ခံစားချက်ကတော့ဒီမေကွန်ကိုခက်ခက်ခက်ခဲမေးလေလေကျွန်တော်အတွက်နှံ့နေချွတ်ချွတ်အဖြေရှာရလေလေဖြစ်တဲ့ကြောင်လို့ကျွန်တော်တို့ပို့ပြီးတော့မှကောင်းလေလေအနေထားမျိုးကျွန်တော်ဖြစ်တယ်။ဒါကဒီနေ့ဒုတိယမေကွန်ကိုကျွန်တော်အာဖြေကြလိုက်တာဖြစ်ပါတယ်။ကျွန်တော်ဆက်ပြီးတော့ပြောမယ်ဆိုလို့ရှိရင် ကြောက်ကွင်းအေးတော်ပုံဆိုတဲ့မေခွန်းနဲ့အဖြေကိုမြည်သူများဖြေပါမလဲလို့ကျွန်တော်စောင့်နေတာကြာပြီပတ်ကနဦးတည်းကကျွန်တော်ပြောခဲ့တဲ့စကားရှိတယ်။အဲ့တော့ဘသူမှဖြေထားတာမဖြစ်တော့ကျွန်တော်စူးစမ်းပြီးတော့ဖြေနေတယ်။ဘာကြောင့်စူးစမ်းကြီးဖြေလဲဆိုလို့ရှိရင်နောင်လာနောက်သားတွေနောင်အခါမှာခက်ခက်ခဲခဲမေခွန်းတွေကိုညီကိုခရိယညီကိုသူများကိုညီကိုများကိုမေးခဲ့လို့ရှိရင်ဘယ်လိုဖြေကြမလဲဆိုတော့ပြင်ဆင်ထားဖို့တဲ့ကျွန်တော်သတိပေး နှိုးဆော်ခြင်းနဲ့စေတနာလေးပဲပါတယ်ဒါကြောင့်တော့ဒီအစီအစဉ်ကိုကျွန်တော်ဒီမှာလာတော့ပြောနေတာတကယ်တော့ကျွန်တော်ဘာသာကျွန်တော်ဒီစာအုပ်ကိုရေးနေတယ်အချိန်တန်လို့ရှိရင်ဒီစာအုပ်ကိုကျွန်တော်ထုတ်ဝေမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ဆက်နောက်အပတ်တည်းကျွန်တော်ဆက်ပြီးတော့ကျွန်တော်ပြောလိုက်ဦးမယ်ရှင်ဥက္ကရာမေရတက်ပြမေကွန်ကဘာလဲဆိုလို့ရှိရင်ထာဝရဘုရားရဲ့ပုံစံတော်ကိုတဲ့ဝေဘန်ပေါ်ပြတဲ့မေကွန်လို့ကျွန်တော်ခေါင်းစဉ်တတ်ထားတယ်အဲ့တော့ရှင်ဥက္ကရာအဲ့ဒီစကားစစ်ထုတ်ဝေမှာဘယ်လိုပြောခဲ့တယ်လဲဆိုရင် ပြီးတော့ဗျာနံဝိညာဉ်တက်တက်ထာဝရဖရာ ပုံတရားမရှိဘူးတဲ့အဲ့ဒါကရတမင်တက်တက်သိရသားနဲ့ခါလို့ခြံထားတာအဲသူတို့ကိုးကွယ်တဲ့ထာဝရဖရာကလေပုံတရားကိုဓမ္မကျမ်းမှာပါတဲ့အတိုင်းပြောရမှာကိုနင်းနဲ့ရှက်တင်တာနဲ့တူတယ်ဗျာဒါမှမလို့သိရသားနဲ့တမင်ခြံထားတာလို့ကျွန်တော်ကပြောနေရတာကျုပ်ကပြောနေရတာဘာကြောင့်လဲဆိုတော့ဗျာဒိတ်ကျမ်း အခန်း1အပိုက်14 15 16မှာထာဝရဘုရားရဲ့ပုံတရံဆိုတဲ့ဟာကိုတေသိခြားခြားကြီးကိုဖော်ပြထားတယ်။ပြီးတော့အဲ့ဒီကျမ်းရဲ့အခန်း9နဲ့အပိုက်6ဝိတ္တနံပါတ်6မှာလည်းပဲပါသေးတယ်ဗျ။အဲ့တော့အဲ့ဒီအကြောင်းလေးကိုအဲ့ကျမ်းချက်ကလေးကိုပါတဲ့ပုံတရံလေးကိုကျုပ်ကဖတ်ပြရမယ်ဆိုရင်နံပါတ်တွေတော့မတော်တက်တော့ဘူးဗျ။ခေါင်းမွေးကတော့နှင်းလို့ဖြူတယ်တဲ့ မျက်လုံးကတော့တဲ့မီးရောင်လိုပဲတောက်နေတယ်တဲ့ခြေထောက်ကလည်းပဲမီးရဲရဲဖုတ်ထားတဲ့ကျင်းနီဝါနဲ့တူပါတယ်တဲ့ညာဘက်လက်ကလည်းကြဲခုနှလုံးကိုကင်ထားသေးတယ်ပါဇက်မှာလည်းပဲနှစ်ဖက်သွားတရှိကြီးတန်လှဲ့တယ်ထွက်နေတယ်ဂျိုလည်းခုနှစ်ချောင်းရှိတယ်တဲ့မျက်လုံးလည်းခုနှလုံးရှိတယ်တဲ့အဲ့ဒါသာဝရဖရဲပုံွဲကြမ်းတဲ့မှာရေးထားတာမယုံရင်ဖတ်ကြည့်အဲ့ဒီပုံကိုအခုနေများ ။ဟာလူတယောက်တို့လို့ရှိရင်ဟာမပြောနဲ့ကျွန်တော်ရဲ့မိတ်ဆွေဒီနေ့ကကျွန်တော်နဲ့စကားစစ်ထုတ်နေတဲ့ထောက်ထောက်ရဖခင်ကောင်းကြံပြောနေဓမ္မမိတ်ဆွေသာတွေ့လိုက်လို့ရှိရင်ထွက်ပြေးသွားမှာပဲလို့ကျွန်တော်ဒီလိုပဲမြင်နေ။အဲ့တော့အဲ့ဒါဝေဖန်တဲ့မိကွန်းကျွန်တော်တို့ခရိယန်တွေကဟောဒီမိကွန်းကိုဘယ်လိုနားလဲပါလဲနောက်ပါမှာကျွန်တော်ဆက်ပြီးတော့ ဆွေးနွေးအဖြစ်ရှာရအောင်အားလုံးမင်္ဂလာပါဖခင်ကောင်းကြီးပေးပါစေ။